သတ်ကဘယ်တော့မှမမအောင်ပရိသတ်ကတခါချင်းကျွန်တော်ရွေးချယ်ရလူကြီးတွေပြောတာရှိရဗျာအဲဒီစကားပြောလို့ကျွန်တော်မုန်းရင်လည်းမုန်းလူကြီးတွေကပြောတာရှိအာပရိသတ်ကိုသူကချကျွေးမယ်ပေါ့အာဟာတာဟာတာလေးချကျွေးလိုက်မယ်ပေါ့တခါဟို suspense ဆိုလေ suspense လေးပရိသတ်ကိုချကျွေးလိုက်မယ်ပေါ့ပရိသတ်ဆိုတာက depending လူကြီးချကျွေးတာလောက်ကိုဟိုမျော်ပြီးစားနေရမယ်အဆင်မဟုတ်ပရိသတ်ကတချို့ကားကြီးရဲ့အပေါ်မှာရှိတယ်အခုလက်ရှိပြနေတဲ့ကားတွေအဲ့ကောင်မပြီးသေးဘူးပရိသတ်ကဘာလဲဆိုတော့ပရိသတ်ကကြိုတော်မှန်းလို့ရနေပြီ ဆိုတော့ပြိသက်ကဖန်နီးတဲ့လူတွေကအောက်မှာယူအမြဲတမ်းရှိမနေဘူးဖန်နီးတဲ့လူတွေအောက်မှာရှိတဲ့ပြိသက်လည်းရှိတယ်ဗျာဒီကားရိုက်ပြန်ဒီပြားဒီကားလောက်ကိုပဲကြည့်တဲ့ပြိသက်တွေလည်းရှိတယ်လို့ဒီကထက်ပြီးတော့ nearly update မြင်လိုက်လို့ရှင်လေပိုကြိုက်လာမဲ့ပြိသက်ကအများကြီးပဲအဲ့ကြံကျွန်တော်တို့ရုပ်ရှင်က mass production ဖြစ်လာမှာအကြီးကြီးဖြစ်လာမှာအခုကကျတော့ခုနအမပြောသလိုကြည့်တဲ့ပြိသက်တွေတော့အများကြီးပဲကြိုက်တယ်အဲ့ဒါကလည်းလူရန်သားတစုဟုတ်တယ်ဒါနဲ့လည်း producer တွေရည်တူရတယ်

ကိုအောင်ချမ်းလူဟိုကိုတိုင်ဖိတ်တာလဲပါတယ်ပြီးတော့ကျွန်တော်ကိုတိုင်လည်းဒီလိုရုပ်ရှင်မျိုးကိုဟိုလေမြန်မာရုပ်ရှင်မှာဒါမျိုးရုပ်ရှင်မျိုးအားပေးကြတာလဲပါတယ်ပြီးတော့ကိုထွန်းထွန်းရဲ့အဲ့လိုမျိုးဟိုခေါင်းဆောင်နေတရုပ်ဆောင်ထားတဲ့ဟာကိုလည်းအားပေးခြင်းလို့လည်းပါပါတယ်ခင်ဗျအဲ့အတွက်ကြောင့်ဒီပွဲကိုကျွန်တော်တက်တာပါတခါတည်းကြလဲကျွန်တော်တို့ရုပ်ရှင်ရဗျာရုပ်ရှင်အမှုပညာတွေမဟုတ် business လဲပါတော့ star value ကတော့ထက်တွေ့ရတာပေါ့နော်ဒါပေမဲ့လဲအဲ့ star value ထက်တခါတည်းကြရင် Z အိမ်နဲ့ Z ကွက်နဲ့ director ကသူ့ကိုယ်သူတအားသူ့အမှုပညာတော့တအားတေချာထားတဲ့ကာမျိုးကြရင်လဲ challenge တစ်ခုအနေနဲ့ ရှိတင်တယ်ပြီးတော့ပြိသက်တွေကလည်းအဲ့ဒါကိုအဲ့လိုကားမျိုးကိုလည်းနည်းနည်းလေးစမ်းပြီးတော့ကြည့်ပြီးတော့လေအပေးတင်တယ်လို့ကျွန်တော်ကမြင်တယ်ပဲဘာလို့ဆိုအဲ့လိုမျိုးမှပဲကျွန်တော်မြန်မာရုပ်ရှင်ကလေဘာလို့ကျွန်တော်နားလေတာရုပ်ရှင်ဆိုတာဖျော်ပြီးတခုတည်းမဟုတ်ဘူးအဲ့လိုတိုင်းပြည်တစ်ခုရဲ့ identity လည်းဟုတ်တယ်လူမျိုးတစ်ခုရဲ့ identity လည်းဟုတ်တော့တစ်ခါတည်းကြာရပြောဟိုဖောက်ပြင်းရေးဆက်မျိုးတွေအဲ့လိုဟာသတွေရေးပဲဘဝဆိုတာရှိနေရမဟုတ်လေဘဝမှာယသတွေအများကြီးတောင်မှအများတန်းရီမောနေရတော့လည်းမဟုတ်ဘူးဆိုတော့တစ်ခါတည်းကြာရင်လည်းအသေးလေးရင်ပို့လာတစ်ခါကြာလို့ရှင်လည်းဟို ဝမ်းနဲ့ဆရာလာတခါကျလို့ရှိရင်လည်းအဲ့လိုပေါ့အကောင်းမြေသိန်းတွေရိုက်ထားတဲ့ကားမျိုးတွေရှိဖို့လိုအပ်တယ်လို့ကျွန်တော်ယုံပါတယ်ဟုတ်အမကတော့အခုနအမပြောလို့ပရိသတ်ကဒီလိုကားတွေကြီးပဲကိုအားပေးနေရဆိုတာကဒီလိုကားမျိုးတွေကြီးပဲအဲကြည့်ခွင့်ရရင်တော့လေဒီကားတွေပဲအားပေးရမှာဘူးအဲ့လိုမျိုးပဲနဲ့ဂျော်နာအစုံဟိုဘယ်လိုပြောမလဲဇလန်အမျိုးအစားအစုံဆိုလို့ရှိရင်တော့ပရိသတ်ကရွေးချယ်စရာတွေပိုများလာမယ်လို့ကျွန်တော်ထင်တယ်ခုနကပရိသတ်ကအမအမပြောလို့ပရိသတ်ကဟိုဘာသာကားတွေကြီးပဲကြိုက်နေတယ်လို့ဘယ်သူပြောလဲ သူမဖမင်းအိမ်တော်ကြီးကားတွေကိုပဲပြည်သက်ကကြည့်နေတယ်လို့ဘယ်သူပြောလဲခဏမှပြောတပင်းပဲတပင်းဆံများနေတယ်နော်အဲ့လိုကားမျိုးကိုလည်းပြည်သက်တွေအများကြီးအားပေးတာပဲလေဆိုတော့ဒီလိုကားမျိုးဆိုလည်းပြည်သက်တွေအားပေးမှာပဲဆိုတော့ဒါပေမဲ့ကျွန်တော်တို့မှာအယူဆနေတာကအဲ့လိုပေါ့ဟို star value များများနဲ့ဇပုတ်ဆိုင်ရများများနဲ့တရုတ်ဆောင်ဟာတာတရုတ်ဆောင်များများနဲ့မြိုင်းဆိုင်တဲ့ကားမျိုးကပြစ်မလွဲဘူးပေါ့ဗျာပြည်သက်လူလန်းသားပေါင်းစုံအတွက်ကိုဟိုကြိုက်ဖို့မခဲရင်ယူနေလို့လူဝင်ဖို့မခက်ဘူးလို့ တော်တော်များများယုံကြည်တော့အဲ့လိုကားမျိုးတွေပဲရိုက်ကြအောင်အဲ့လိုကားမျိုးတွေပဲရိုက်လဲရိုက်ကောပြိသက်ကလည်းရွေးချယ်စရာမရှိတော့အဲ့လိုကားမျိုးတွေကိုငကိုတည်းကကျွန်တော်တို့ဘုံမှာရွေးရှင်ပြိသက်ကချစ်ဖို့ကောင်းနေပြဘုံမှာကားသူကြည့်ပြီးသားပဲဆိုတော့အဲ့လိုမျိုးကားတွေအောင်မြင်တာလဲဝမ်းသာစရာပဲအဲ့ထဲမှာမှအခုလိုမျိုးဖောက်ထွက်ပြီးရိုက်တဲ့ကားမျိုးကလည်းလိုအပ်တယ်အဲ့လိုကားမျိုးကိုလည်း producer တွေရောကောပြိသက်တွေရောအားပေးဖို့လိုအပ်တယ်လို့ကျွန်တော်ကမြင်ပါတယ်မဟုတ်ဘူးပြကျွန်တော်ကလည်းအဲ့လိုလူပညာနဲ့ဝေးနေရဆိုတာကအာကျွန်တော်ကိုတိုင်ဘယ်လိုကားမျိုးတို့ကြောက်ရိုက်ချင်တယ် လူကမ်းမဆိုရိုက်ချင်တာခေါင်းလည်းမျိုးအဲ့လိုမျိုးဟိုဟိုရေလာဝါလာမျိုးကြောင့်ကျွန်တော်မကျွမ်းကျင်တာလည်းပါပါတယ်ကျွန်တော်သာအဲ့လိုမျိုးလीရေလာဝါလာဟာမျိုးကျွန်တော်လည်းလိုက်မယ်ကျွန်တော်ကျွမ်းကျင်တယ်ဆိုကျွန်တော်လည်းရိုက်မိပါဘူးဒါပေမဲ့ကျွန်တော်ကိုကိုကျွန်တော်အဲ့မျိုးမှာလှုပ်ချင်သေးမရှိတော့မရိုက်ဖြစ်တာဘယ်လိုပြောမလဲကျွန်တော်ကိုရီးယားလေဆိုဗျာကိုရီးယားပဲဖြစ်ဖြစ်ဟိုဘောလီဝုဒ်ပဲဖြစ်ဖြစ်သူတို့ကဘာကိုသူတို့အနုပညာကိုပြရတယ်ဆိုတော့သူတို့ကဈေးကွက်ရပေါက်တဲ့ရုပ်ရှင်ကားတွေကိုရိုက်တာမဟုတ်ဘူးသူတို့လူမျိုးကဘယ်လိုလူမျိုးလဲဆိုတော့ကိုသူတို့ကရှိုးတာဗျာ အဲအစားတောက်တွေလားသူတို့ရဲ့ယဉ်ကျေးမှုတွေလားသူတို့ကတကယ်တော့အဲ့လောက်ယဉ်ကျေးနေတဲ့ကောင်တွေလည်းမဟုတ်ဘူးအဲကိုရီးယားတွေဆိုလေဒါပေမဲ့သူတို့ဇက်ကားတွေဇက်ကားတွေမှာသူတို့ကတက်ကိုအပြင်သွားတာကောင်းကောင်းသွားပါဘယ်လိုလေးလုပ်ပါဆိုအဲ့လိုမျိုးဟာမျိုးอ่ะအဲ့တော့ကိုရီးယားတွေရဲ့အကြောင်းမသိတဲ့တခြားပြင်ပကဘာလူတွေကြည့်မယ်သူတို့ရှင်အော်ကိုရီးယားလူမျိုးကအဲ့လိုပါလားဆိုတာကိုလည်းမြင်သွားနိုင်တယ်လို့နောက်ပြီးတော့ကိုရီးယားလူမျိုးတွေကိုနိုင်ကပဲအော်ဘဝကဒီလိုမျိုး positive နဲ့ဒီလိုမျိုးယဉ်ကျေးချူတာနဲ့နေလို့ရှင်လဲ မိုက်ပါလားဆိုတဲ့ဥစ္စာကိုတို့လူမျိုးအချင်းချင်းကိုတို့စီယုံတင်းတင်းမင်းသားလည်းဖြစ်သွားတယ်ဗျာဆိုတော့ကျွန်တော်နိုင်ငံမှာရိုက်ချင်စရာ ရိုက်မယ်ဆိုရိုက်လို့ရတဲ့ plot တွေရိုက်လို့ရတဲ့ဇာလန်းဇာကွက်တွေအများကြီးပဲဒီဟာသားဘာညာတော့မဟုတ်ဘူးเนาะအများကြီးပဲရှိတယ်ဗျာအဲ့လိုပြောလို့ကျွန်တော်ကဟိုလေအုံမောင်းခောက်ပြီးတော့ဖုန်ကြီးတွေပဲရှိခိုးပါဆိုတော့ကားမျိုးကိုပြောတာမဟုတ်ပါဘူး။ဘာမှလူဖွဲ့စည်းမှရိုက်ချင်စရာဇလန်းအမျိုးအစားတွေအများကြီးရှိသေးတယ်လို့မြင်တာပဲ။အဲ့လိုအမပြောတဲ့အခုလိုကားမျိုးတွေပေါက်တာဒါဝန်တာစရာပဲ။အဲ့လိုပဲနည်းနည်းလေးရဲတင်းနဲ့ထပ်ပြီးရိုက်ကြည့်ပေါက်ပါပါအမ။ အောင်မြင်ပါပါအောင်မြင်ပါပါဟုတ်ပြိတ္တကဘယ်တော့မှမမအောင်ပြိတ္တကတခါချင်းကျွန်တော်ရွေးရှင်ကလူကြီးတွေပြောတာရှိရဗျာအဲဒီစကားပြောလို့ကျွန်တော်မုန်းရင်လည်းမုန်းလူကြီးတွေကပြောတာရှိအာပြိတ္တကိုသူကချကျွေးမယ်ပေါ့အာဟာတာဟာတာလေးချကျွေးလိုက်မယ်ပေါ့တခါဟိုဆပ်စမန့်ဆိုလဲဆပ်စမန့်လေးပြိတ္တကိုချကျွေးလိုက်မယ်ပေါ့ပြိတ္တဆိုတာကဒီဖန်နေလူကြီးချကျွေးတာလောက်ကိုဟိုမျော်ပြီးစားနေရမယ်အစင်မဟုတ်ပြိတ္တကတချို့ကားတွေအပေါ်မှာရှိတယ်အခုလက်ရှိပြနေတဲ့ကားတွေအဲ့ကောင်မပြီးသေးဘူးပြိတ္တကဘာလဲဆိုတော့ပြိတ္တကကြိုတော်မှန်းလို့ရနေပြီ ဆိုတော့ပရိသတ်ကဖန်နီးတဲ့လူတွေကအောက်မှာယူအများနဲ့ရှိမနေဘူးဖန်နီးတဲ့လူတွေအောက်မှာရှိတဲ့ပရိသတ်လည်းရှိတယ်ဗျာဒီကားရိုက်ပြန်ဒီပြားဒီကားလောက်ကိုပဲကြည့်တဲ့ပရိသတ်တွေလည်းရှိတယ်လို့ဒီကထက်ပြီးတော့ nearly update မြင်လိုက်လို့ရှင်လေပိုကြိုက်လာမဲ့ပရိသတ်ကအများကြီးပဲအဲ့ကြံကျွန်တော်တို့ရုပ်ရှင်က mass production ဖြစ်လာမှာအကြီးကြီးဖြစ်လာမှာအခုကကျတော့ခုနအမပြောသလိုကြည့်တဲ့ပရိသတ်တွေတော့အများကြီးပဲကြိုက်တယ်အဲ့ဒါကလည်းလူရန်သားတစုဟုတ်တယ်ဒါနဲ့လည်း producer တွေရည်တူရတယ် ပြီးခဲ့ပို့ပြီးတော့နင်းလေးလေးစွန့်နင်းနင်းနင်းကျွန်တော်အများကြီးစွန့်သားခိုင်းတာမဟုတ်တိုင်နေလို့ကားမျိုးအဗာတာလို့ကားမျိုးရိုက်ခိုင်းတာလည်းမဟုတ်ဘူးကျွန်တော်ဘမလူပွဲစီးမှာပဲရိုက်မယ်ဆိုရိုက်လို့ရတဲ့ဇလန်ဇက်ကွက်မျိုးတွေရှိတော့နင်း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 လေးတွေအဲ့လိုအဲ့ range လေးကိုနင်းနင်းလေးချက်ချက်ချက်ဝင်ပရိသတ်ကိုလည်းသင်ယူပြီးသားဖြစ်မယ်ပရိသတ်ကလည်းအဲ့လိုကားမျိုးတွေယုံဝင်လာဘာပြော business အရာလည်းကောင်းလာမယ်လို့မြင်တာပဲအတိအကျတော့ကျွန်တော်ကျွန်တော်ရိုက်ဟန်တဲ့ကားယုံမတင်ဖြစ်သေးတော့ဒီဒီအခုပြောတဲ့ဇာတ်ကားကကျွန်တော်က ဘယ်လိုပြောမလဲအဲ့ဟိုလေတက်တက်ပြောသလိုဖြစ်ရတယ်ကျွန်တော်တင်လာတဲ့ရုပ်ရှင်ရုံတင်တဲ့အခါကျရင်တွေ့ပါလိမ့်မယ်ကျွန်တော်ဘယ်လိုလုပ်ထားလဲလော်လီဘယ်လိုလေးလုပ်ခါလဲဟုတ်အာလော်လော့ကရာကျွန်တော် music video တွေရယ်ပြီးတော့အစားတောက်ဟိုဟာပေါ့အစားတောက်ဟိုဟာကြော်ညာပေါ့ commercial လေးအဲ့ဒီခုလက်ခံထားတယ်ဟုတ်ဇာကားတွေပဲတော့မရှိပါဘူးဟုတ်ဟုတ်ပါ okay ပါအာဘာပြောအခုကျွန်တော်ဒီနေ့ပြောတဲ့ဇာကားတွေမှာဘာပြောကျွန်တော်ကဒါမျိုးပွဲတွေတက်တက်လိတက်တာလည်းမရှိဘူးဒီနေ့ရောက်လာတဲ့အချိန်မှာဘာပြောဒီသူရာရုပ်ရှင်လေးတွေ့ရဲ့ကြည့်ရတဲ့အခါမှာ ဘာပြောဟိုဒီရုပ်ရှင်ပေါ်မှာကျွန်တော်ချစ်တဲ့စိတ်ကြောင့်ပြောမိတဲ့ကျွန်တော်ရဲ့စကားတော်လည်းကောင်းလီလီသေးလည်းကောင်းတခုခုမြန်ရိုင်းတော်တဲ့ရှင်ကျွန်တော်ခွင့်လို့ပါလို့ပြောချင်ပါတယ်ဟုတ်